ွင့်လက်ပွင့်စီဖို့မြမရှိတုံလောကီအစီအမံများနဲ့လက်တွေ့အကျိုးပြထွန်းတဲ့တာရကများမြမလူမှုဘဝမှာ ကံတရားနဲ့လက်လာပါဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လျက်ရှိပါတယ်ရှေးဘူဘွားတွေလက်ထက်ကလေးကပင်ကံကောင်းတာလက်ရွှင်တာတွေအတွက်အတူစီရင်ပြုလို့ရတဲ့လောကီအစီအမံတွေရတရားများစွာရှိခဲ့ပါတယ်အဲ့ဒီအစီအမံတွေဟာရှေးဟောင်းလောကီကျမ်းဂန်များမှာ အတိအကျဖော်ညွှန်းထားပါတယ်ဒီကနေ့ထပ်တိုင်းလဲ ယုံကြည်စွာနဲ့လိုက်နာကျင့်သုံးနေကြသူတွေလည်းရှိနေစေဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီကနေ့မှတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မြမရှိထုံးလော်ကီကျမ်းများလားကံပွန်းလက်ပွန်းအစီအမံတချို့နဲ့လက်တွေကျင့်သုံးပြီးတော့အကျိုးတူးရရှိခဲ့တဲ့တာရကတွေကိုကြာကြာနာနာပေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ရှိထုံးလော်ကီကျမ်းလားအတိကအစီအမံတချို့နံပါတ်1ဗုဒ္ဓဂုဏ်တော်အနန္တော် ဓမ္မဂုဏအနန္တောတန်ခဂုဏအနန္တောဖြင့်အဋိဋ္ဌံဝင်တာမြမလောကီပညာမှာယတနာ၃ပါးရဲ့ဂုံတော်တွေကိုအာယုံပြုပြီးတော့အဋိဋ္ဌံဝင်တာဟာကံပွန့်လက်ပွန့်စေတဲ့အခြေခံအကြဆုံးနဲ့အစွမ်းအတက်ဆုံးသော အစီအမံတစ်ခုပဲဖြစ်ပါတယ်ပြုလို့ပုံအနေနဲ့ကတော့တန်ရှင်းတဲ့နေရာမှာတန်ရှင်းသောကိုယ်နှုတ်စိတ်တို့ဖြင့်ယတနာ၃ပါးကိုအာယုံပြုရှင့်ကိုပူဇော်ရမှာပဲဖြစ်ပါတယ်ဘုရားရှင်ရဲ့ဂုံတော်၉ပါးတရားတော်ရဲ့ဂုံတော်၆ပါး တန်ဃာတော်ရဲ့ဂုံတော်ကိုးပါးတို့ကိုအစဉ်အတိုင်းဖြစ်စေမိမိအစဉ်ပြေရာဂုံတော်တစ်ခုခုကိုဖြစ်စေရည်မှန်ပြီးပရိစိတ်တာအကျင့်အရေအတွက်တတ်မှတ်ပြီးတော့ရွတ်ဖတ်ပူဇော်ခြင်းတွေကိုပြုလုပ်နိုင်ပါလေအတိတ်တန်ဝင်တဲ့ရက်တွေမှာတီလမြေးတာမေတ္တာဘာဝနာပွားများတာဒါနပြုလုပ်တာစတဲ့ကုသိုလ်တရားတွေနဲ့ရှင်တွဲပြုလုပ်တဲ့အခါမှာလေပုံမှုအကျိုးထူးစေပါလေအတိတ်တန်မဝင်မီနဲ့အတိတ်တန်အောင်ပြီးအချိန်တွေမှာမိမိရဲ့ဆန္ဒကိုရှင်းလင်းစွာဆူတောင်းပါ အကျိုးကျေးဇူးအနေနဲ့ကတော့စိတ်တည်ငြိမ်အေးချမ်းမှုကိုရရှိစေပါတယ်။ဘေးဥပက်အန္တရာယ်မှကင်းဝေးစေပါတယ်။ကံကောင်းတာလက်လာပါတိုးပွားတာတွေကိုကြုံတွေ့ရတတ်ပါတယ်။စီးပွားရေးလူမှုရေးကျန်းမာရေးကိစ္စရပ်တွေမှာအဆင်ပြေချုံးမွေ့စေပါတယ်။နံပါတ်1ကုန်းတော်ကွန်ချာဖြင့်အင်းွက်ချတာစောင်းထားတာအင်းပညာဟာမြမလောကီပညာရက်မှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဂုံတော်ကွန်ရှောင်းအင်း၊နဝင်းအင်း၊အောင်ပလအင်း စတဲ့အင်းအမျိုးမျိုးကိုကံလက်ပွင့်စီဖို့အတွက်ရန်အန်ဒီရေကင်းဝေးစီဖို့အတွက်ရေးဆွဲဆောင်ထားလို့ရှိပါတယ်ပြုလုပ်ပုံအနေနဲ့ကတော့အင်းွက်ချရမှာကျွမ်းကျင်တဲ့ပညာရှင်ထံမှာစနစ်တကျရေးဆွဲစီတင်ပါတယ်အသုံးပြုမဲ့ပစ္စည်းတွေကတော့ဥပမာရွှေပြားငွေပြားကြေးပြားတစ်သားနဲ့စက်ကူတွေကိုတန့်စင်အောင်ပြုလုပ်ပြီးတော့တက်မှတ်ထားတဲ့နေကောင်းရက်တာအချိန်အခါတွေမှာ ရေးဆွဲရပါမယ်ရေးဆွဲရမှာလဲအသုံးပြုတဲ့မှင်ကညစ်တို့ကိုလည်း အင်းအမျိုးအစားအလိုက်တတ်မှတ်ချက်များရှိပါ रे အင်းချပြီးတဲ့အခါမှာလဲအသက်သွန်းတာအတိတ်ထံပြုလုပ်ခြင်းတွေပြုလုပ်ပြီးမှလှုပ်ဆောင်ရပါ रे အကျိုးကျေးဇူးအနေနဲ့ကတော့ဆောင်တဲ့သူကိုကောင်းသောစွန့်အင်တွေကိုဇွဲဆောင်ပေးပါ रे စီးပွားလက်လာပါတွေကိုတိုးပွားစေပါ रे မကောင်းတဲ့အနောက်ရှက်တွေကနေကာကွယ်ပေးပါ रे လူချင်းလူခင် ပေါများစေပြီးတော့လုပ်ငန်းဆောင်တာတွေကိုအောင်မြင်စွာပြီးမြောက်စေပါ रे နံပါတ်3ပန်းရေချမ်းစီမီ အမွှေးနှံ့တာတွေနဲ့ ဖယားရှင်အားနေစဉ်ပူဇော်တာအဲ့ဒီအချက်ကတော့မြမဗုဒ္ဓဘာသာဝင်တိုင်းပြုလုပ်လေရှိတဲ့နေစဉ်ကုသိုလ်ဖြစ်ပေမဲ့လည်းစနစ်တကျနဲ့စေတနာထက်သန်စွာပြုလုပ်တဲ့အခါမှာကံပွင့်လက်ပွင့်ခြင်းများကိုညားစွာအထောက်ကူပြုပါတယ်ပြုလုပ်ပုံအနေနဲ့ကတော့ဖယားကျောင်းဆောင်ကိုနေစဉ်တန်ရှင်ရေးပြုလုပ်ပါလက်ဆက်တော့တောက်တော်ရေချမ်းစီမီဖယောင်းတိုင်အမွေးတိုင်စသည်တို့ကိုစနစ်တကျပူဇော်ပါပန်းကက်လူရမှာအပွင့်အရေအတွက်ကို မိမိရဲ့နေနံနဲ့အညီဥပမာတနင်္ဂနွေသားသမီး6ပွင့်တနင်္လာသားသမီး15ပွင့်ဒါမှမဟုတ်9ပွင့်စသဖြင့်ကတ်လူနိုင်ပါတယ်ဒါပေမဲ့အဓိကကတော့စေတနာပဲဖြစ်ပါတယ်ရေချမ်းကတ်လူရမှာလဲဣတံမီပုံညာနိဗ္ဗာန်တောပစ္စယဟောတုစတဲ့စုတောင်းကာရာတွေကိုရွတ်ဆိုစုတောင်းပါမနေ့တိုင်းဖယားမပူဇော်မိမှာကိုလက်တက်ဆင်ပြီးတော့တီလခံယူခြင်းဟာပုံမအကျိုးများစေပါတယ်အကျိုးကျေးဇူးအနေနဲ့ကတော့ စိတ်နှလုံးကြည်လင်အေးချမ်းစေပါれကောင်းသောနမိတ်တွေကိုမြင်မက်စေပါれမိသားစုအတွင်းမှာတာယာအေးချမ်းမှုတိုးပွားစေပါれစီးပွားဥစ္စာတွေကတဖြည်းဖြည်းနဲ့တိုးတက်လာစေပါれနံပါတ်၄အင်းဥကန်းဆိုင်ကန်းတွေမှာကံပွင့်လက်ပွင့်စေတဲ့အဆောင်တွေကိုထားရှိတာရှေးလောကီကျမ်းပညာတွေအရတချို့သောပစ္စည်းတွေဟာကောင်းသောစွမ်းအင်တွေကိုဆွဲဆောင်နိုင်ပြီးတော့မကောင်းသောစွမ်းအင်တွေကို တားဆီးနိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်အဆောင်အယောင်အနေနဲ့ကတော့ ငါးများကူးခတ်နေတဲ့ပုံဒါမှမဟုတ်ငါအလှမွေးကန်စီးပွားလက်လာပွားတိုးပွားတာငွေကြေးလေပတ်မှုကောင်းမွန်တာကိုအထောက်အကူပြုစီပါတယ်ရေစီးနေတဲ့ရေတဝင်းငယ်ပုံစံတူဒါမှမဟုတ်ရေပန်းငွေကြေးအဆက်မပြတ်ဝင်ရောက်ခြင်းကိုပေါ်ဆောင်ပါတယ်တတိတောင်အပြည့်ပုံဒါမှမဟုတ်တတိတူများစားသုံးစရာပေါများတာချမ်းသာကြွယ်ဝခြင်းကိုရည်ညွှန်းပါတယ်အောင်ပလတကြမင်းနတ်မင်းကြီးလေးပါစားတဲ့နတ်ရုပ်နတ်ပုံတော်များကိုမိမိတို့ကိုးကွယ်ယုံကြည်ရာနတ်များကဆောင်းလျှောက်ပြီးတော့ ကောင်းကျိုးပေးတယ်လို့လည်းယုံကြည်ကြပါတယ်။မြင်းဖြူရုပ်ဒါမှမဟုတ်မြင်းရှိကောင်ပုံလေမြန်သောဒုတက်အောင်မြင်မှုကိုဖော်ဆောင်ပါတယ်။ဘိုးဘွားရုပ်ကြောင်ရုပ်လက်ရက်ခေါ်နေတဲ့ပုံစီးပွားလှလာပါခေါ်ဆောင်ပေးတယ်လို့အယူအဆရှိပါတယ်။သားရှိပုံအနေနဲ့ကတော့အိမ်ဦးကန်ဧကန်ဒါမှမဟုတ်ဆိုင်ရဲ့အဝင်ဝငွေသိန်းကောင်တာရဲ့အနီးမြင်းသာထင်သာရှိတဲ့နေရာတွေမှာသားရှိရပါမယ်။ပုံမှန်တန်ရှင်းရေးပြုလုပ်ပြီးတော့ဖုံးအလင်းလေးမဖြစ်ဖို့ဂယုဆက်ရပါမယ်။ နံပါတ်5တက်ရှိတရဝါတွေကိုအစာကျွေးတာဘေးမဲ့လွတ်တာအဲ့ဒီအရာကတော့တရဝါအားလုံးပေါ်မှာမေတ္တာစေတနာရှိထားပြီးပြုလို့ရတဲ့ကုသိုလ်ဖြစ်ပြီးတော့မိမိရဲ့ကံကြမ္မာကုသိုလ်ကိုအကောင်းဘက်ကိုပြောင်းလဲစေနိုင်တဲ့အစွမ်းထက်တဲ့ရည်ရွယ်မျိုးပဲဖြစ်ပါတယ်ပြုလို့ပုံအနေနဲ့ကတော့ငှက်တွေခွေးတွေကြောင်တွေငါးတွေစတဲ့တရဝါလေးတွေကိုနေ့စဉ်ဒါမှမဟုတ်အဆင်ပြေသလိုအစာကျွေးတင်ပါတယ်ဈေးကနေဝေလာပြီးတော့တေဘေးမှလွတ်မြောက်အောင်ငါးလိတ်ငှက် စားတဲ့အကောင်လေးတွေကိုဘေးမဲ့လွတ်ပါတရိษံကေဟာများမှာအလူငွေထဲ့ဝင်တာအစာတွေလူတန်းပေးတာပြုလုပ်နေပါလေအဲ့လိုပြုလုပ်ရမှာလဲထိုးတဲ့ဝါတွေကိုချမ်းသာစေရရတဲ့ကဲ့သို့ကျွန်ုပ်အားလဲချမ်းသာခြင်းဖြစ်ပါစေလို့ဆုတောင်းရပါမယ်အကျိုးကျေးဇူးအနေနဲ့ကတော့အသက်ရှိကျန်းမာတာအနာရောဂါကင်းဝေးတာဘေးအန္တရာယ်မှလွတ်မြောက်တာမေတ္တာတရားထွန်းကားပြီးတော့လူချစ်လူခင်ပေါများတာကျွေးမိတွေမှလွတ်မြောက်တာငွေကြီးအကျက်တဲတွေကနေ ြည်လည်လာတာလို့ပဲဖြစ်ပါတယ်။လက်တွေ့အကျိုးဖြစ်ထွန်းတဲ့တာရကအနေနဲ့ကတော့အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်လို့ယုံကြည်လက်ဆင့်ကမ်းပြောကြားလာကြတဲ့တာရကတွေကိုအလေးပေးဖော်ပြပေးခြင်းပါတယ်။အဲ့ဒီတာရကတွေဟာလူအများကြားမှာပြောလို့ရှိပြီးတော့သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေကိုရိကြုံရသူတွေမှတ်သားထားကြတဲ့ဖြစ်ရည်တွေပဲဖြစ်ပါတယ်။လက်တွေ့အကျိုးဖြစ်ထွန်းတဲ့တာရကတွေကတော့အမှန်တကယ်ဖြစ်ပွားခဲ့တယ်လို့နှုတ်ဆက်စကားများအရသိရပါတယ်။အဲ့ဒီဖော်ပြချက်တွေဟာပုဂ္ဂိုလ်ရေးဆိုင်ရာအတွေ့အကြုံတွေဖြစ်ပြီးတော့ ယုံကြည်မှုနဲ့အတူလိုင်းနာကျင့်သုံးသူတွေအတွက်အားတက်ဖွယ်နမူနာတွေအဖြစ်နဲ့ရှုမြင်နိုင်ပါတယ်။အမည်နဲ့နေရာဒေသအချို့ကိုပုံကိုဆိုင်ရာလုံခြုံမှုအတွက်ပြောင်းလဲထားနိုင်တယ်ကိုနားလည်ပေးစေလိုပါတယ်။တာရကနံပါတ်1အနေနဲ့ရွှေဆိုင်ပန်းရှင်ဥပမောင်မန္တလေးမြို့မှာရွှေဆိုင်လုပ်ငန်းရှင်တဦးဖြစ်တဲ့ဥပမောင်ဟာလွန်ခဲ့တဲ့10နှစ်ခန့်ကစီးပွားရေးအလွန်ကျဆင်းခဲ့ပါတယ်။အယောင်းဝယ်ထိုင်မှန်ပြီးတော့အရှုံးပေါ်ကဆိုင်ပင်ဆက်ဖွင့်ဖို့ခက်ခဲတဲ့အခြေအနေကိုရောက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာမိတ်ဆွေတဦးရဲ့အကြံပေးချက်နဲ့ရှေးလောကီကျန်းတက်ဆောင်မှာပါတဲ့နဝင်းစီပီဂုံတော်ပွားတဲ့အစီအမံကိုစတင်ပြုလုပ်ခဲ့ပါတယ်။သူဟာနေ့စဉ်မနက်စောစောဖះအကြောင်းဆောင်ရှိမှနဝင်းအရက်အရှိမြောက်အရက်ကိုမျက်နာမူပြီးထိုင်ကဗုဒ္ဓဂုံတော်ကိုပရိကုပတ်တီတီစိတ်ပြီးတဲ့နောက်မိမိရဲ့စီးပွားရေးအဆင်ပြေစေရာအာယုံစုဆိုင်ပြီးဆုတောင်းပါတယ်။အဲဒီလိုနေ့စဉ်မပြတ်မကွက်၃လတီတီပြုလုပ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရွှေဆိုင်မှာ အယောင်အဝေတွေတည်တည်တသာပြန်လဲကောင်းမွန်လာခဲ့တယ်။ရခင်နှောင်းကခြေရပင် မတင်ခဲ့တဲ့ဆိုင်ငယ်လေးဟာဖောက်တဲတွေနဲ့စီကားလာပြီးတော့လုပ်ငန်းဟာလေတစားစားနဲ့တိုးချေလာနိုင်ခဲ့တယ်။ဥပမောင်ကသူ့ရဲ့အောင်မြင်မှုဟာဂုံတော်ပွားများမှုရဲ့အကျိုးကျေးဇူးဖြစ်တယ်လို့ဒီကနေ့တိုင်ယုံကြည်လျက်ရှိပြီးတော့အဲ့ဒီအစီအမံကိုလည်းဆက်လက်လှုပ်ဆောင်လျက်ရှိတယ်လို့အများတိတဆင်စကားအရာသိရှိရပါတယ်။တာရကနှစ်ဈေးတဲ့ဒေါခင်ကြီးရန်ကုန်မြို့တိန်ကြီးဈေးမှကုံစုံဆိုင်ရှင်ဒေါခင်ကြီးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဈေးရောင်းအလွန်ပါပြီးဝင်ငွေနဲ့ထွက်ငွေမမျှမတဖြစ်နေခဲ့ပါလေ။သူစိတ်သက်ကြဆင်းနေတဲ့အချိန်မှာရှီလူကြီးတဦးထံမှတောက်ကြာကြိုတက်ရောက်နေချိန်မှာတောက်ကြာပန်းဥပမာတပြေပန်းနဲ့ဖျားကိုပူဇော်ပြီးလက်ရွံကာရာရွတ်ဆိုခြင်းရရားကိုရရှိခဲ့ပါလေ။တောက်ကြာနေတိုင်းမနဲ့စောစောမှာတပြေပန်း22ညွန့်ကိုဖျားမှာကတ်လူပြီးတဲ့နောက်အေဟိလာပန်းအေဟိတနံအေဟိဘောကံအေဟိတုခံအေဟိမစ်တံ ဧဟိပိယံမမတန္တကံတပ်ပံတိတိဘဝံတုမေဟုသော လက်ခော်ကာရာကိုအကျင့်ရေ108ခေါက်ရွတ်စုပူဇော်ခဲ့ပါတယ်။နောက်ပြီးတော့လေသူ့ရဲ့ဆိုင်မှာငါးခုပုံပါတဲ့ပြက်ကရင် အောင်တစ်ခုကိုချိတ်ဆွဲထားရကနေအသက်ဝင်တဲ့ငါးအလှမွေးကံငယ်တစ်ခုကိုပြောင်းလဲထားရှိခဲ့ပါတယ်။အဲ့ဒီလိုပြုလုပ်ပြီးမကြာမီမှာပဲသူ့ရဲ့ဆိုင်ဟာဝဲသူတွေပုံမစီကားလာပြီးတော့အယောင်းဝယ်ကောင်းဝင်လာခဲ့တယ်။အရင်တုန်းကရောင်းအားနေတဲ့သူ့ရဲ့ဆိုင်ဟာအခုအချိန်မှာတော့ ကုန်ပစ္စည်းများပင်အလွယ်တကူရောင်းထွက်သွားပြီးတော့ဝင်ငွေကလည်းမှန်မှန်တိုးတက်လာခဲ့တယ်။ဒေါခင်ကြီးကအဲ့ဒီရရရတွေကိုမိမိအတွက် တကယ်အကျိုးထူးစေခဲ့ကြောင်းအနီးပတ်ဝန်းကျင်ရှိသူများကိုမကြခဏပြောပြလေရှိတယ်လို့ဆိုကြတယ်။တာရကသုံးကျောင်းဆရာကိုအောင်ကျော်ရဲ့အခက်ခဲတွေပြည်လေပုံ။နေမျိုးလေးတစ်မျိုးကနေအစိုးရဝန်ထမ်းကျောင်းဆရာတအုပ်ဖြစ်တဲ့ကိုအောင်ကျော်ဟာအလို့အကိုင်းနဲ့ပတ်သက်ပြီးတော့မကြခဏအထက်လူကြီးတွေနဲ့အထင်လွဲတာလုပ်ဖို့အကိုင်းဘက်တွေရဲ့မလို့တမာပြူတာတွေကို ခံရပါတယ်နောက်ပြီးတော့ကျမ်းမာရေးမှာလည်းမကြာခဏချူကြပါတယ်စေတော်ကရောက်နေတဲ့အချိန်မှာဖုန်းတော်ကြီးတစ်ပါးရဲ့လမ်းညွှန်မှုနဲ့အိမ်မှာရှိတဲ့ဖရာကျောင်းဆောင်မှာမနဲ့တိုင်းမေတ္တာတုပ်ကိုအ ਨੇ ဆုံး၃កောက်ရွတ်ဖက်ပြီးတော့တရဝအားလုံးကိုမေတ္တာပို့သတယ်ဒါပြင် အစဉ်ပြေတဲ့အခါတိုင်းဈေးကနေငားတွေဝယ်လာပြီးတော့မြစ်ထဲကိုဘေးမဲ့လွတ်တာခိုးစားကလေးတွေကိုအစာကျွေးတာကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုဆွေးမြဲစွာပြုလုပ်ခဲ့ပြီးတော့တနစ်ခန့်အကြာမှာ သူ့ရဲ့ပတ်ဝန်းကျင်ဟာတိတိတသာပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့တယ်။အထက်လူကြီးတွေကသူ့အပေါ်ကိုပုံမှန်အတိအမှန်ပြုတ်လာပြီးတော့လုပ်ဖို့ကင်ဘက်တင်နေလေဆက်ဆံရေးအဆင်ပြေချောမွေလာတယ်။ကျမ်းမာကြီးကလည်းအရင်တုန်းကလိုမကြခဏဖြားနာခြင်းမရှိတော့ဘဲနဲ့ကိုယ်စိတ်နှပါချမ်းသာမှုရရှိလာတယ်လို့သူ့ကိုယ်တိုင်ကမိษွေတွေကိုပြောကြခဲ့ဖူးကြောင်းသိရပါတယ်။ကိုအောင်ကျော်ကမေတ္တာဘာဝနာနဲ့တရဝရီကိုအသက်ဘေးကနေလွတ်မြောက်ခြင်းကုသိုလ်ဟာသူ့ဘဝရဲ့အခက်အခဲတွေကို အမှန်တကယ်ရောပါစေခဲ့တယ်လို့ယုံကြည်ထားကြောင်းတွေ့ရပါတယ်။အဲဒီတာရကတွေဟာလော်ကီအစီအမံတွေကိုယုံကြည်စွာနဲ့စနစ်တကျနဲ့လိုက်နာကျင့်သုံးတဲ့အခါမှာအကျိုးထူးများကိုခံစားခဲ့ရတဲ့ပုံကတချို့ရဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။တဦးနဲ့တဦးကကံညာဝရိယမတူညီကြသလိုအကျိုးပေးပုံချင်းလဲကွာခြားနိုင်ပါတယ်။ဒါကတော့အထူးသတိပြုသင့်ပါတယ်။အဓိကကတော့သရတရားထက်သန်စွာနဲ့ကောင်းမြတ်တဲ့စိတ်စေတနာတွေနဲ့ပြုလုပ်ဖို့ရယ်ကိုယ်တိုင်ဟာစူးစမ်းအားထုတ်မှုကိုလည်း မလျော့ဘဲနဲ့ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။အရေးကြီးတဲ့သတိပြုစရာအချက်တွေအနေနဲ့ကတော့ယုံကြည်မှုနဲ့စေတနာဘယ်လောကီအစီအမံမဲမဆိုပြုလုပ်တဲ့အခါမှာအဓိကအကြဆုံးကတော့ယုံကြည်မှုနဲ့စေတနာထက်သန်မှုပဲဖြစ်ပါတယ်။ယုံကြည်မှုမရှိဘဲနဲ့စံသက်ပြုလုပ်ရုံမျှနဲ့တော့အကျိုးတိုးရဖို့ခက်ခဲပါတယ်။ဇွဲနဲ့မှန်မှန်ကန်ကန်ပြုလုပ်ပြီးတော့တချို့အစီအမံတွေဟာချက်ချင်းအကျိုးမပေးဘဲနဲ့အတိုင်းအတာတစ်ခုအထိတော့ဇွဲမြဲစွာပြုလုပ်ဖို့လိုအပ်ပါတယ်။ဇွဲရှိရှိနဲ့မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ အကျိုးကျေးဇူးကိုခံစားရနိုင်မှာပဲဖြစ်ပါတယ်။လော်ဂီအစီအမံတွေဘလောက်ပဲလှုပ်လှုပ်ကိုကျင့်သီလမကောင်းမွန်မှုဆိုရင်အကျိုးသက်ရောက်မှုကလည်းနည်းပါးပါတယ်။အ ਨੇ ဆုံး၅ပါးသီလကိုတော့လုံအောင်ထင်းရပါမယ်။ဒါကအရေးကြီးပါတယ်။တချို့သောရှုပ်ထွေးတဲ့အစီအမံတွေအင်းွက်ချတာရရရပြုတ်လုတာတွေအတွက်ကျွမ်းကျင်တဲ့လော်ဂီပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးမှစနစ်တကျပြုတ်လုတင်ပါတယ်။အယူမသိဖို့လိုပါတယ်။လော်ဂီအစီအမံတွေဟာကံညာဝရိယဆိုတဲ့အကြောင်းတရားတွေကို အထောက်ပံ့ပြုတဲ့အရာတွေသာဖြစ်ပါတယ်။အစီအမံတွေကိုသာအားကိုးပြီးတော့ကိုယ်တိုင်ကစူးစမ်းအားထုတ်မှုမရှိရင်တော့အောင်မြင်မှုရဖို့ကလည်းခက်ခဲနေအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်လောကုတ္တရာတရားတွေကိုကြင့်ကြံအားထုတ်မှုကိုလည်းမမေ့လျော့သင့်ပါဘူး။မြမရှိထုံလောကီကျမ်းတွေမှာလာတဲ့ကံပွင့်လက်ပွင့်အစီအမံတွေဟာရှေးဘုရားများလက်ဆင့်ကမ်းလာခဲ့တဲ့ရင်ကျေးမှုအမွေနှစ်တွေပဲဖြစ်ပါတယ်။အဲ့ဒီအစီအမံတွေဟာမှန်ကန်တဲ့နီလန်းစစ်မှန်တဲ့စေတနာနဲ့ယုံကြည်မှုတို့ပေါင်းစပ်ပြီးတော့ ျင့်သုံးတဲ့အခါမှာလက်တွေ့အကျိုးကျေးဇူးတွေရနိုင်တယ်လို့တရကများစွာကနေပြီးတော့မှတက်တည်ပြလျက်ရှိပါတယ်။တို့ရမှာအတိကအရေးကြီးဆုံးကဗုဒ္ဓမြတ်စွာဘုရားဟောတော်မူခဲ့တဲ့အတိုင်းကောင်းမှုကုသိုလ်ပြုတာမကောင်းမှုကိုရှောင်ကျဉ်တာစိတ်ကိုပြုအောင်ထားပါဆိုတဲ့လောကုတ္တရာကျင့်စဉ်တွေကိုလိုက်နာကျင့်သုံးခြင်းပဲဖြစ်ပါတယ်။လောကီအစီအမံတွေကိုအထောက်အကူဖြစ်နေမှန်ကန်စွာအသုံးချပြီးတော့မိမိတို့ရဲ့ဘဝတိုးတက်အောင်မြင်ရေးကံကောင်းလက်ပွင့်စေရေးကိုဖန်တီးနိုင်ကြပါစေလို့ စုမွန်ကောင်တောင်းရင်နဲ့ဒီနေ့တင်ဆက်မှုလေးကိုဒီမှာပဲရပ်နာပါအောင်မယ်ခင်ဗျာ။